ရှမ်းတို့ဟူတုတ်တဲ့နေလေးဖြစ်ပါတယ်။ရှမ်းတို့ဟူတုတ်ဆိုပေမဲ့မမ်မီစတိုင်နဲ့တုတ်ထားတာမို့လို့ရှမ်းနေတုတ်တာနဲ့ချွတ်ဆွတူခြင်းမတူမယ်။အခုလိုရှမ်းတုတ်လေးတုတ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တူဟူကလည်းအီအီတုံတုံလေးဖြစ်ရမယ်။တူဟူကို ကိုနှစ်သက်ရပုံစံလေးလှီထားမယ်။အခု sauce ဖြော်ပါမယ်။ရှာလကာရေးထည့်တာပါ။ကျွတ်ံဖြူနုံနုံစင်ထားတာသို့မဟုတ်ထောင်းထားတာနဲ့ရှာလကာရည်နဲ့တေချာသမသွားအောင်ရုံးမှွေပေးပါမယ်။ ပြီးရင်ပဲငန့်ပြာရေးထည့်ပါတယ်။ပဲငန့်ပြာရေးအကျဲဖြစ်ပါတယ်။ပြီးလို့ရှိရင်တမသွားအောင်မွေးပေးမယ်။ဒါကပဲငန့်ပြာရေးအပြစ်ပဲငန့်ပြာရေးအပြစ်ကခြိုးတဲ့အရာသာနဲ့မှုေးတဲ့အရာသာလေးပေးလိမ့်မယ်။တမသွားအောင်မွေးပေးပြီးလို့ရှိရင်ငရုတ်သီးကြော်ထည့်ပါမယ်။ကိုအဆက်စားနိုင်တဲ့ပုံမှန်မူတည်ပြီးတော့အနည်းများချင်းချင်းထည့်ပါ။ပြီးရင်စီချက်စက်သွန်ဖြူစီချက်လေးနည်းနည်းထည့်တယ်။ဒါကတော့ထညက်ရည်ဖြစ်ပါတယ်။ သူ့ကလေချူချူချင်းချင်းဆက်ဆက်ကလေးမှကောင်းတယ်ဒါကြောင့်မလို့အချိုကဲအောင်ထညရည်လေးထက်ထဲတယ်တမအောင်မှွေပေးမယ်အရင်နည်းနည်းကျဲကျင်လို့ရိုးရိုးရည်တောက်ရည်လေးတစုံလောက်ထည့်ပြီးတော့မှွေပေးတယ်အရသာလိုအပ်တယ်လို့ပြုပြင်ပြီးပြီးစိတ်ကြက်ရပြီဆိုလို့ရှိရင်ဒူဟူပေါ်မှာစမ်းပေးပါမယ်ဒီပဲလော်ဒေါင်းလေးဖြူပေးတယ် နှမ်းလော်တောင်းလေးပြူပေးပါရယ်နောက်ဆုံးမှာနည်းနည်းမင်းရိတ်ရိတ်လေးလှီထားတာပြူပြီးတော့သုံးဆောင်နိုင်ပါပြီတူဟုကြော်ထားတာလေးရှိလို့ညှက်ထည့်မယ်နော်အဲ့ဒါဆိုရင်တူဟုအီအီတုံတုံလေးရဲ့တူဟုကြော်ကျွတ်ကျွတ်ကလေးရဲ့နဲ့တမျိုးပို့ပြီးတော့စားလို့ကောင်းပါရယ်တူဟူသားကိုဆော့စ်နဲ့သမအောင်မွေပြပြပြဆိုရင်သုံးဆောင်လို့ရပါပြီ။ တဟူးသူစားတဲ့အခါမှာလေ sauce အရေလေးရဲ့တဟူးပတ်လေးရဲ့ပါအောင်ခတ်ယူပြီးတော့သုံးဆောင်ရပါတယ်။အနံ့ရတာပူထူးချအောင်နောက်တမျိုးထည့်လို့ရတာကရှမ်းမြစ်သူချောက်လေးတွေပါရှင်။အဲ့ဒါကိုရေစင်ပြီးထည့်လို့ရှင်တဟူးသူလေးကမှုန်းနေမှာ